ူဒီဝါဒနာရှင်များအားလုံးမင်္ဂလာပါနော်မြို့လူဒီနေ့မှာကြည်ရကျမပြထားတာနှစ်ခုလေးကြီးနော်ကျမပတိပြထားတာနှစ်ခုပတိနော်မြို့လူအဲ့တော့မနေ့ပိုင်းမှာဒီခုတစ်လုံးနဲ့ခုပတိနဲ့ခုငါဆိုပြီးတော့အောင်တယ်နော်မြို့လူအဲ့တော့ညနေပိုင်းကျတော့ဒီနှစ်ပတိနဲ့6နှစ်ဆိုပြီးတော့မိန်းနေရနေပြီးတော့ထွက်သွားတယ်နော်မိန်းနေရနေထွက်တယ်ပြီးတော့ပရိက္ခာ သုံးရှင်ငါပရိဒါမျိုးလိုချပြထားတာเนาะပရိချပြထားအဲ့တော့ဒီရှိပရိနဲ့6နှစ်ဆိုပြီးတော့ညနေပိုင်းမှာထွက်သွားတယ်เนาะမျိုးလိုကျမလည်းအမျိုးလိုအတွက်ကိုအကောင်းဆုံးရှာဖွေပြထားတာဖြစ်တယ်เนาะအဲ့ဒါပြီးတော့ညနေပိုင်းမှာကျမပို့တင်ပြထားတယ်เนาะပို့တင်ပြထားတာကတော့သူက16ရှိကီเนาะပတိက6ရှိပတိเนาะအဲ့တော့6ပတိပဲအောင်ညနေမှာเนาะအဲ့ဒါပြီးတော့ ဒါမျိုးလိုတော့ကိုတပတ်စာเนาะတပတ်စာမှာနေ့၃ဆိုပြီးထွက်တယ်ဒီညနေမှာပဲ6နေ့ဆိုပြီးတော့ထွက်တယ်เนาะဒါတပတ်စာအဲ့တော့ဒါအမျိုးလိုကိုဖွင့်မွန်နိုင်တဲ့အမျိုးတွေကိုကျွန်မစေတနာနဲ့ချပြရတယ်လက်ဆောင်ကတ်ကလေးเนาะအဲ့ဒါဆိုတော့ ဒီဘက်မှာဆိုရင်ကျမရဲ့ဖွဲ့ဝင်တွေကိုကျမကဇာတုပတိ6တလုံးပေးထားတာဖြစ်ပါတယ်ဒီ6တလုံးမှာဆိုရင်ကျမ3ရက်တင်အမခံပေးထားတယ်เนาะအဲ့တော့ကျမရဲ့ဖွဲ့ဝင်တွေက6ပတိနဲ့ဒီညနေမှာပဲ6နေဆိုပြီးတော့ဒူအော်တွေကနေရသွားတဲ့အတွက်ကျမဖွဲ့ဝင်တွေက6ပတိမှာအောင်းသွားတယ်เนาะပြီးတော့အဲ့ဒါပြီးတော့ကျမကမနေ့ရက်လေးပို့ထားတာရှိတယ်ဒါကကေပေါက်เนาะကေပေါက်မှာဒီမနေ့မှာပဲခွန်ကားဆိုပြီးတော့သူတို့ရသွားတယ်เนาะ တော့ကျမရဲ့ဖွဲ့ဝင်တွေကနှစ်ကြိမ်အောင်မြင်မှုရရှိသွားတယ်เนาะကျမရောက်လာဆိုရင်ဒီကက်ကလေးဖြစ်တယ်เนาะဒီကက်ကလေးကိုကျမ၃ရက်အတွင်းအာမခံပေးထားတာเนาะမျိုးလို့အဲ့တော့ဒီညက်နေမှာပဲ6ပတ်ဒီနဲ့6နှစ်ဆိုထွက်တယ်ဒီကက်ကလေးကတော့လက်ဆောင်ဖြစ်เนาะပို့ပေးတဲ့ကက်ကလေးဖြစ်ပါတယ်မျိုးလို့ရေเนาะအဲ့တော့ကျမရဲ့ဖွဲ့ဝင်တွေကနှစ်ကြိမ်ရသွားတယ်เนาะမနေ့ပိုင်းမှာခွန်ကားတစ်ကြိမ်ရတယ်ဒီနေ့နေမှာက6ပတ်ဒီနဲ့6နှစ်ဆိုပြီးသူ ઓ ရရရတယ်เนาะအဲ့တော့နောက်ဘက်တော့ကို ဖွဲ့ဝင်ခြင်းနဲ့အမျိုးတွေကဒုညအတွင်းနော်ဒုညအတွင်းကိုစာတို့ပတ်တိတလုံးရမယ်မင်းရော၃ကွက်ဒူရော၂ကွက်နော်ဆန္ဒရှိလို့ရှင်ကျွန်မ၂၀ကွက်ပြီးတော့ဒီလိုလာပေးပါနော်မျိုးကျမရောက်လာဆိုရင်ဒီလိုကတ်ကလေးဖြစ်တယ်เนาะမြို့လို့ အဲ့တော့အမျိုးတို့အနေနဲ့ဆန္ဒရှိရင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပေးပါနော်အမျိုးတို့အဲ့တော့ကျမကနမ်းများကိုတနင်္ဂနွေည8:00နာရီကနေပြီးတော့ပြန်လဲပို့ပေးမှာဖြစ်ပါတယ်မျိုးတို့နော်ဖွဲ့ဝင်များဟုတော့ဆက်ခေါ်နေပါပြီနော်အမျိုးတို့ဆန္ဒရှိလို့ရှိရင်တော့ဆက်သွယ်ပြီးတော့ဒီလိုလာပေးနော်အမျိုးတို့အဲ့တော့ကျမရဲ့ဖွဲ့ဝင်တွေကိုမနက်ဖြန်မှလည်း လက်ဆောင်ဖြစ်နေထပ်ပြီးတော့အခုလိုမျိုးပဲပို့ပေးမယ်နော်အဲ့တော့ကျူဝင်ခြင်းတဲ့အမျိုးလေးကမနဖန်အတွက်ကိုကျမရဲ့အဖွဲ့ဝင်ဟောင်းတွေကိုပို့တဲ့ကဏ္ဍကိုပဲရမှာဖြစ်တယ်နော်ကျမရဲ့အဖွဲ့ဝင်ဟောင်းတွေကိုကျမကမနဖန်မှာလက်ဆောင်ဖြစ်နေဇာတို့ဘက်ဒီတလုံးမိန်သုံးကွယ်ဒူနှစ်ကွက်ကိုချပေးမှာဖြစ်တယ်နော်အဲ့တော့ကျူဝင်ခြင်းတဲ့အမျိုးလေးကနောက်ဘက်တော့ကိုကျူဝင်ခြင်းတဲ့အမျိုးလေးနော်အဲ့တော့ကြိုးဝင်မဲ့မျိုးတွေကမနက်ဖြန်မှာစာတို့တလုံးရမယ်မိန်ကောင်၃ခွဲဒီကောင်၂ခွဲကိုရမှာဖြစ်တယ်เนาะမျိုးတွေ ဆန္ဒရှင်တို့ဆက်သွယ်ပြီးတော့ဒီလိုလာခဲ့နော်တို့တားတော့ဖို့မနိုင်တဲ့အမျိုးတွေကိုချပြီးလက်ဆောင်ကပ်ကလေးနော် ါဆိုတော့ဒါကမနေ့ဖန်16ရက်တောက်ကြမနေ့ညအဲ့တော့ဒီသုံးလုံးပေါ့မှာ လေးနဲ့ငါးနဲ့ပေါင်းကိုကိုကိုသုံးရနဲ့ပေါင်းတော့ကိုကိုပါဝါကလေးကိုနခကချကိုလေးချောင်းနော်သူကဒီမနေ့ညမှာထိပ်ပြရမယ်ရတီနှလုံးပေါင်းမှာ၃နဲ့2နဲ့ပေါင်းမှာเนาะ၃နှစ်ပေါင်းတော့ ငါပါဝါက၃ညငိုင်းတဲ့ခါက၃၃ပါဝါကရှိနော်သူကဟိုဘက်ဒီဘက်ကိုအပြီးပါနော်မျိုးတို့ဒီဘက်ဆိုတော့သူကပါဆင်ပြီးသွားတယ်ဒီက၆တလုံးနဲ့ဒီက၈တလုံးနဲ့ညနေပိုင်းမှာ၆ရှစ်ဆိုထွက်တယ်နော်အဲ့တော့ဒီ၃လုံးပေါ့မှာ၆နဲ့၄နဲ့ပေါ့နော်၃ည၃ညကိုရှင်းတဲ့ပေါ့နော်ရှစ် ိဘဝက၃ရှိတဲ့နခကတိတုံညာနဲ့လေးနဲ့ပေါင်းတုံညာလေးပေါင်းလို့လေးလေးဘဝက၉လေးရဲ့နခက၂နှစ်ဘဝက၇เนาะဟိုဘက်ဒီဘက်ကိုပြီးပါဒီမနေ့ညမှာထိရအောင်เนาะဒီလိုအဲ့တော့ဗာဆင်းပြီးသွားလဲဒီက၈တလုံးနဲ့ဒီက၇တလုံးနဲ့ညနေပိုင်းမှာ၇ရှိဆိုစင် ါဆိုဒီနှလုံးပေါင်းမှာခွန်နဲ့၃နဲ့ပေါင်းတော့၃ည၃ညကို၈နဲ့ပေါင်းတော့၈၈ဘဝက၃ရှိကနေခက်ကတည်း၈၃တည်းเนาะအနေညာတိရတုံညာနဲ့ချောင်းနဲ့ပေါ့မှာတုံညာချောင်းပေါင်းတော့6 6ဘဝကတိချောင်းနဲ့ခါကကိုကိုဘဝကလေးနော်6တိကိုလေးဟိုဘက်ဒီဘက် ပြီးပါပါအပြီးပေါ့ဆိုသူကပါစင်ပြီးသွားတယ်ဒီကဒီတလုံးနဲ့ဒီကကိုတလုံးနဲ့ညနေပိုင်းမှာဒီကိုဆိုစင်တယ်နော်အဲ့တော့မနက်ဖြန်တော့မနက်ဖြန်တော့ကတနကိုနဲ့ပေါင်းတော့၃ည၃ည၄နဲ့ပေါင်းတော့လေးနော်ဒီဘဝကကုလေးနဲ့ခက်ခက်နဲ့လေးကုနဲ့เนาะသူကလည်းဒီမနေ့ညမှာထိပေးရမယ်เนาะအဲ့တော့ကုနဲ့ ုံလန်းနဲ့ပေါင်းတော့ကိုကိုဘဝလေးကိုနှစ်ခါက6 6ဘဝတည်းနော်ကိုလေး6တည်းအဲ့တော့ဟိုဘက်ဒီဘက်ပြီးပါပါနော်ပြီးပါဆိုတော့ပါစင်းပြီးသွားလေဒီကနှစ်တလုံးနဲ့ဒီက6တလုံးနဲ့ညနေပိုင်းမှာ2 6ဆိုစင်းတယ်နော်အဲ့တော့နောက်တော့ဝတ်ဆက်ကြည့်မယ်နောက်တော့ဘောက2နဲ့6နဲ့ပေါင်းတော့ ရှိကိုကိုနေပေါ့ရှိကိုပေါ့မခွန်ခုဘဝကနှစ်ခွန်းနကကတုံညနော်ဒီမနေ့ညမှာတည်ရအဲ့တော့ငါးနဲ့တုံးနဲ့ပေါ့ငါးတုံးပေါ့တော့ရှိရှိဘဝကတုံးရှိနှစ်ခါကတိတိဘဝ6ဘဝဟုတ်ပဲဒီပဲအပြီးပါနော်ဒီဘဝဆိုသူကဖြစ်ပြီးသွားလေ ဒီကနှစ်တလုံးနဲ့ဒီကသုံးတလုံးနဲ့မနှပိုင်းမှာနှစ်သုံးလို့ဆင်းတယ်။နောက်မျိုးအဲ့တော့မနှပန်အတွက်မနှပန်တော့ကရှင်းနဲ့သုံးနှစ်ပေါင်းတော့၁၁ကို၉နှစ်ပေါင်းတော့၃ညတုံညပါဝါကငါတုံညနှစ်ခတ်ကခွန်နော်ဒီနှလုံးပေါင်းမှာ ဒီနဲ့ခုံနဲ့ပေါင်းမှာဒီခုံပေါင်းတော့တိတိဘဝ6တိကနခကရှိရှိဘဝ3เนาะဟိုဘက်ဒီဘက်ပြီးပါအဲ့ဒါကတော့ဟိုဘက်ဒီဘက်ပြီးပါဦး။ပြီးပါပြီးတော့ဒီဘက်မှာဒီသုံးလုံးပေါ့မှာ confirm ပေါင်းတော့လေးလေးကို၃ညနဲ့ပေါင်းမှာနော်လေးကို၃ညနဲ့ပေါင်းတော့လေးလေးပါဝါကကိုလေးနှစ်ခက်ကနဲ့လေးကိုနဲ့ဒီမနေ့ညမှာထိရမယ်နော်နှစ်ငါဆိုတော့ဒီနေ့တလုံးအဲ့တော့နှစ်နဲ့ငါနဲ့ပေါင်းတော့ခွန်ခွန်6နဲ့ပေါင်းမှာခွန်6ပေါင်းတော့၃သုံးဘဝကရှိသုံးနှစ်ခက်ကငါသုံးရှင်ကဒီမနေ့ညမှာထိရမယ်၄ငါဆိုတော့ငါတလုံးနော်

တဲ့6နဲ့2နဲ့ပေါင်းတော့ရှိရှိကို1နဲ့ပေါင်းတော့9ကိုဘဝလေးကိုနှစ်ခါက6ကိုလေး6ဒီမနေ့ညမှာတည်ရမယ်เนาะ2ကိုလို့၄သုံးညလို့ဆိုတော့9ကိုလေးရောတည်အဲ့တော့2နဲ့9နဲ့ပေါင်းတော့1 1ကိုလေးနဲ့ပေါင်းတော့9ဘဘဝ3ညငိုင်းနှစ်ခါက3 5 3ည3เนาะဒီနေ့ညမှာ ငါရှိဆိုတော့ဒီငါတလုံးအဲ့တော့ငါနဲ့ရှင်နဲ့ပေါင်းမှာငါရှိပေါင်းတော့သုံးသုံးပိုးနဲ့ပေါင်းမှာသုံးပိုးပေါင်းတော့နှစ်နှစ်ဘဝခွန်နှစ်နှစ်ခက်ကဒီနှစ်ခွန်လေးနော်ရှင်နှိတ်ဆိုတော့ဒီနှစ်တလုံးအဲ့တော့၃နဲ့၅နဲ့ပေါင်းတော့ရှင်ရှင်ကိုရှင်နဲ့ပေါင်းတော့၆ ချက်ဘွားဘွားဒီချုံနှက်ခက်ကကို6တိကိုနော်ကိုလီကိုလီဆိုတော့ဒီကိုတလုံးအဲ့တော့ဒီနှလုံးအော် sorry မေ့ပြီးဝိုင်းနေတာကိုကိုနှလေးနှစ်ပေါင်းတော့3 36နှစ်ပေါင်းမှာ36ပေါင်းတော့ကိုကိုဘွားဘွားလီကိုနှက်ခက်ကချက်နော်ဒီမှာဒီ6ဆို6တလုံးပါတယ်အတွက်ဒီ6ကိုဖေးတာကိုလီနဲ့အကပ်ပေးရမှာမျိုးနော်အဲ့တော့မျိုးလိုကပ်ပေးမှာ မကြိုက်တဲ့ကွက်ကိုဖဲချမယ်။နောက်မျိုးလို့မကြိုက်တဲ့ကွက်ကိုဖဲချမယ်။ကက်ကမှာ၃ညနဲ့၁နဲ့ဆိုရင်ဒီနှလုံးမှာကျွန်တော်တို့၃ည၁ဆိုတာတော့တွဲပြီးတော့မစင်းတော့ဘူး။နော်။ကျန်တာ၃ညနဲ့၁နဲ့ပဲကျမ်း။တွဲမယ်ဆိုလို့ရှိရင်၃ည၁เนาะအဲအဲ့ဒါကိုကျွန်မဖဲခဲ့။ကြိုက်တဲ့မျိုးတွေကထည့်ဆုံးကျွန်မတို့ဖဲပြီနော်။အဲ့တော့ဒီပြီးမယ်။ဒီက၃ည၅ခွန်ကြီး။ နော်မျိုးတို့ပฏิပတ်မယ်ဆိုရင်305ပတ်တည်းနော်305ပတ်တည်းအဲ့တော့302ကပ်မယ်302ဆိုရင်301ကိုဖယ်ပြီနော်306ရှိမယ်နော်308 303နော်တုံညာတိကြိုက်တဲ့မျိုးတွေကတော့ထဲတော့ကျမတို့ထားခဲ့ပြီ။ဘာလို့လဲဆိုတော့ဒီနှလုံးမကြံတော့ဘူးနော်။နောက်ပြီးဆုံးသူကြမယ်ဆိုရင်တော့တစ်လုံးမကြမှာဥပမာ ုံးမကြမ်းကြမယ်မဟုတ်ဒီကလုံးကြမယ်အဲ့တော့ဒီနှလုံးကတော့တွဲကြဖို့ကတော့မဖြစ်နိုင်ဘူးအဲကြောင့်ဖယ်ခဲ့တယ်နော်ကြိုက်တဲ့မျိုးလေးကထည့်တော့အဲ့တော့ငားနေဆိုရင်ငါ၆ရှိငါရှိနော်ငါတုံးဆိုတာရှိပတိကိုမကြိုက်ဘူးဖယ်နော်ကြိုက်တဲ့မျိုးလေးကထည့်တော့ဒါကျမှပြောနေနော်အဲ့တော့လေးနဲ့တည့်ပြီးမယ်နော်လေးနဲ့ဆိုလို့ရှိရင်လေး၆ရှိမယ် ီးတော့လေးရှင်းเนาะပြီးရင်အားထုတ်ကျွန်မခုနှစ်ခွက်ပဲပြီးတယ်เนาะ၄ခွက်ဆိုရင်အမြဲတမ်းခုနှစ်ခွက်ပဲပြီးတယ်เนาะအဲ့တော့ခုနှစ်ခုနှစ်ရန်ပြီးမယ်เนาะဒါကတော့ရန်ခွက်ရန်ခွက်ကခုနှစ်ဆိုလို့ရှိရင်ခုန်တိရှိမယ်ခုန်ချောက်ရှိမယ်ခွန်ရှိဒါတော့မျိုးလိုနေနဲ့ကိုဟဟုနိုင်တဲ့လောက်ကြည့်ထူเนาะဒါတော့ကျွန်မတွဲရမယ်မှုတို့တွဲပြီးတာเนาะအဲ့ဒါရှိတယ် ီးတော့၄နဲ့ဆိုတော့၄၃ရှိမယ်နော်အဲ့ဒါရှိတယ်ကိုတော့ကိုနဲ့ထည့်မယ်ဆိုရင်တော့အများကြီးဖြစ်ကုန်ကျွန်တော်ထည့်တော့နော်တိတ်တမျိုးတွေကတော့ထည့်တော့ညီမတို့တော့ညီမတို့ဆိုင်မှာတော့လက်တို့ဆိုင်မှာတော့ကိုမတူဘူးကိုထားခဲ့နော်အဲ့တော့၄နဲ့ပဲကပ်ပြီးအဲ့တော့အမျိုးလိုနေနဲ့ဗရိတ်ပြမဟေးဆိုရင်ပြလို့ရတယ်နော်ဗရိတ်က ရိပ္ပာဒါမျိုးလိုလုတ်ချင်တဲ့လုတ်ကြเนาะဒါကျမပြပေးမယ်ပရိပ္ပာဒီနှလုံးပေါင်းတာဒီလိုလေးပဲလုတ်လိုက်မှာเนาะဒီနဲ့၃ညနဲ့ပေါင်းတော့၄ဒီဘဝကိုလေးရဲ့နှစ်ခါကနဲ့เนาะသူကပရိပ္ပာเนาะဒီကုနှစ်ပရိပ္ပာပါသင်ပြည်တဲ့3 4ပြည်6ရှိ4ပြည်ရှင်တယ်ဒီနှလုံးပေါင်းဒီနဲ့6နဲ့ပေါင်းတော့3ည တုံညပါဝါကငါတုံညနှစ်ခတ်ကခွန်တုံညငါခွန်ပြိခွန်ရှိဆိုတော့ငါပြိနော်ဒီနှလုံးပါခွန်သုံးပုံတော့တုံညတုံညပါဝါကငါတုံညနှစ်ခတ်ကခွန်နော်တုံညငါခွန်ပြိငါငါတုံညပြိဒီကိုတုံညပတဲ့နော်မျိုးလို့အဲ့တော့တင်းနဲ့လေးနဲ့ပေါင်းတော့ငါငါပါဝါကတုံညငါနှစ်ခတ်ကတုံငါတုံညတုံပြိဖြစ်ပြီလေ ငါရှိဆိုတော့၃ခုလိုက်ပါเนาะအဲ့တော့6နှစ်ပေါင်းတော့1တိဘဝ6တိကနခက6 68ပြတိုက်ပါအဆင်ပြေလား73ဆိုတော့1ပြတိုက်ပါเนาะအဲ့တော့ဒီနှလုံးပေါင်းပါ69ပေါင်းတော့ခွန်ခွန်ဘဝ2ခွန်နခက3တော့အဲ့ဒါပြတိုက်เนาะပြတိုက်ဆိုတော့ဒါမျိုးတို့ကိုယ့်ဟာကိုယ်ကတ်ထိုးမှာဆိုရင်လည်းကတ်ထိုးเนาะပြတိုက်ဒါပြတိုက် ီမှာပထမတော့ကတော့မပြပဲနေလို့နော်အဲ့မျိုးလူတွေတုံးလို့ရအောင်ဆိုပြီးဒါစည်စနာနဲ့ထပ်ပြပေးတော့နော်ဟုတ်နှစ်သုံးရအဲ့မှာတွေးထားတဲ့ထက်မှာမျိုးလူပါတယ်အမကြည့်ထူနော်ခုနှစ်သုံးရပြိပါရီပါရီရှိလဲဆိုတာဒါမျိုးလူအမှုလို့ရှင်ငါတုံညာတုံကိုခုနှစ်တုံညာပြိလောက်ချင်းနဲ့လောက်တာမျိုးလို့ညံရှိတယ်လို့ယူတုံเนาะဒါကြမှာအကုန်ချောက်မပြောဘူး အမျိုးလိုဉာဏ်ရှိတယ်လို့ယူတော့နော်ကျမကတော့အကောင်းဆုံးတော့ရှာဖွေပြီးနော်အဲ့ဒါဆိုရင်မနေ့ကန်18ရက်နေ့တောက်ကြမနေ့ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလေးလေးရရှိနိုင်ကြပါစေ။